ဒါနဲ့မကဘူးရှင်သာရိပုတ္တရာအဲ့ချိန်မှာသစ္စာလေးပါးကိုသိတာနဲ့သမာဓိတည်းတဲ့နောက်တစ်ခါပရိစ္ဆေသမုပ္ပါဒ်ကြီးတစ်ခုလုံးကိုထည့်သွင်းပြီးတော့ဟောသွားလိုက်သေးတယ်သမာဓိတည်းကိုရှင်းပြပါပရိစ္ဆေသမုပ္ပါဒ်ကိုထည့်သွင်းသွားဘယ်လိုထည့်သွင်းသွားလို့ဆိုပူရမယ်နာရမယ်ဆိုတာသိတာနဲ့သမာဓိတည်းပဲနော်သရမရဏ ကိုချင်းတရားသိချင်းတရားကိုသိတာဒါမှလည်းရှိတယ်အဲ့ဒီကိုချင်းတရားသိချင်းတရားကဘာကြောင့်ဖြစ်တာလို့ဆိုရင်သာတိတခုနဲ့ဆရာမရဏတော့သာတိပစ္စေဆရာမရဏသာတိကအကြောင်းတရားပဲဆရာမရဏကိုသိတယ်ဆရာမရဏရဲ့အကြောင်းတရားဖြစ်တဲ့သာတိကိုသိတယ်ဒါနဲ့အဲ့ဒီဆရာမရဏရဲ့ချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ကိုလည်းသိတယ် ထိုးစရာဓမ္မချုပ်ငြိရာဖြစ်တဲ့နိဗ္ဗာန်ရဲ့ရောကြောင်းအကျင့်ပါလေ။အမရိတိစားတဲ့ဘက်ကင်ရှိပါကျင်တရားမယ်လို့ဒီလိုကြည့်တယ်။ဟောပြိဿနာလို့ပါလို့နောက်ကျောင်းပြန်ပြီးတော့ရှင်သာရိပုတ္တရာကအမရိတိကိုနေမျိုးနေမျိုးခွဲပြီးသစ္စာလေးပါးရဲ့ပုံစံနဲ့ညိုက်ပြီးတော့ဟောသွားတယ်။သစ္စာလေးပါးပုံစံနဲ့အကွက်ထည့်ပြီးတော့ဟောသွားတယ်။ဇာတိကိုကြည့်တယ် ဇာတိရဲ့အကြောင်းတရားကဘာလဲဘဝဘဝပြည့်စုံဇာတိဇာတိရဲ့အကြောင်းတရားကိုလည်းသိတယ်ဇာတိရဲ့ချုပ်ငင်းရနိဗ္ဗာန်ကိုသိတယ်ထိုချုပ်ငင်းရဖြစ်တဲ့နိဗ္ဗာန်သို့ရောက်ချောင်းအချက်ဆိုတာမဂ္ဂင်ရှင်းပါဘူးဒါကိုလည်းသိတယ်ဆိုပြီးတော့ပရိစ္ဆေသမဘတ်ကိုနောက်ဆုံးပြီးတော့ပြောသွားတာနောက်ဆုံးဘယ်ဒီရောက်သွားဖို့လို့ဆိုတဲ့အခါအဝိဇ္ဇာဖြစ်အောင်ရောက်ပရိစ္ဆေဖြစ်အောင်ရှင်းတော့ဒါနဲ့အဝိဇ္ဇာပြီးတော့ရပ်သွားတာလို့ဆိုမရသေးဘူး အဝိဇ္ဇာကြောင့်ဘာတွေဖြစ်တယ်ဆိုအာတဝါဆိုပြီးတော့ခါနားပြန်အာတဝါကာမတဝါဘဝတဝါဒိဋ္ဌတဝါအာတဝါဆိုတာမပြတ်စည်းဝင်နေတဲ့သဘောပဲဘုရားတို့တဏ္ဍာသို့မဟုတ်တတ္တဝါတွေလည်းတဏ္ဍာမှာမပြတ်စည်းဆင်းပြီးတော့စည်းဝင်နေတာပါလေလို့ဆိုလောဘမှာမပြတ်စည်းဝင်နေတာလေ မိုင်းရတဲ့အယူဝါဒတွေကလည်းမပြတ်စည်းဝင်နေတဲ့သဘောပဲဒီကမ္ဘာလုံးအပြတ်အမှန်လူကြီးတွေမကဘူး၊နတ်ကြီး၊ဂျမကြီးကြီးအောင်စည်းဝင်နေအဝိဇ္ဇာဆိုတဲ့သဘောတရားတွေကလည်းစည်းဝင်နေကာမတဝါ့၊ဘဝတဝါ့၊ဒိဋ္ဌတဝါ့၊အဝိဇ္ဇာတဝါ့အာသောတရား၄ပါးလို့ခေါ်တယ်အဲ့ဒီအာသောတရား၄ပါးကိုပြေကိုကောက်လိုက်ရင်ကာမတဝါနဲ့ဘဝတဝါဆိုတာလောဘကိုပြောတာ ဒိဋ္ဌာတဝါဆိုတာဒိဋ္ဌိပြောတာအဝိဇ္ဇာတဝါမောဟကိုပြောတာစွမ်းအားချက်ပြီးတော့တ attva တွေရှိတဲ့မြတ်ဘုံဌာနတွေအမြဲမပြတ်စည်းဝင်နေတဲ့သဘောတရားတွေသို့မဟုတ်တန်တရားထဲမှာအလုံးကိုကြာညောင်းခဲ့တဲ့အချင်းပေါက်နေတဲ့သဘောတရားတွေကိုဒီလိုဆုံးလို့တာပဲအဲအဲ့ဒီအာသဝရေကိုလည်းသိတယ်အာသဝရဲ့အကြောင်းတရားကိုလည်းသိတယ် ာတဝ600နိဗ္ဗာန်ဆိုတာလည်းသိတယ်။အာတဝ600ရောက်ချောင်းမဂ္ဂင်ရှင်ဘာအကျင့်တရားဆိုတာလည်းသိတယ်လို့ဆိုတယ်။ဒီအတိဟာတဏှာလေးရှိပါပဲလို့အဲ့ဒီမဇ္ဈိမနိကေမှာလာတဲ့တဏှာလေးတောက်မှာစင်္ကြရိမဂ္ဂံတည်းနဲ့ဒီလိုရှင်းပြီးတော့ဟောတယ်